စကိုင်းတိုင်းပလဲမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်တောင်းထဲခြေတဲ့ဒေသခံပြည်သူတွေစပေးရှောင်ထွက်ပြေးနေရတာရက်20ကျော်ရှိလာပြီးတော့စားနေရိတ်ခါစေဝါနဲ့တကိုရီသုံးပစ္စည်းတွေလိုအပ်နေတယ်လို့ကိုတိုင်းစပေးရှောင်နေရသူတွေကပြောပါတယ်။ပလဲနဲ့ကန်းနောက်ရွာရက်စကန်သိန်းတိုက်ပွဲစတင်တဲ့ဇွန်2ရက်မနက်အာရုံတက်ချိန်ကလေးကစပေးရှောင်ထွက်ပြေးနေရတာဖြစ်ပြီးတော့လူတွေရဲ့စားဝတ်နေရေးအပြင်နွားစာတွေပါလိုအပ်နေတယ်လို့အသက်60အရွယ် အမျိုးသားဆက်ဆောင်တို့ကပြောပါတယ်အခုလက်ရှိပြည်နေတဲ့အခက်အခဲကတော့ဒါရက်ကြာလေးကျွန်တော်တို့ကတော့အခက်အခဲတူလေးပဲအင်းရထွက်လာပြီဆိုတော့လေအိုးလိုခွက်လိုပြေးကြရတာလေအဝတ်တက်ကိုတူကိုတခုနဲ့ပြေးကြရတယ်နောက်ပြီးတော့အဝေးကားတော်ဆုံးမပါလာဘူးအဲ့လိုဖြစ်နေတယ်အိမ်မှာလည်းဒိဋ္ဌိဆန်လေးဒီပါလေးပြပြီးပြီးရွာမှာလည်းမကရဲတော့တိုင်ခါပြေးကြရပါဆိုးစုကပလဲတနယ်လုံးကို နေရောညပါဒရက်ဆက်ဘုံကျဲလို့ပလဲနဲ့ကျွေရ20ကျော်ကဒေသခံ2000ကျော်စပေးရှောင်ထွက်ပြေးနေရပါတယ်။ပလဲနဲ့တဲ့မိုးအဆက်မပြတ်ရွာနေလို့စစ်ရှောင်တွေရဲ့နေထိုင်စားတောက်ရေးပုံမိုးခက်ခဲနေကြတယ်လို့ စပေးရှောင်တွေကိုကူညီနေတဲ့ဘီယွန်းတဲ့ချင်းတွင်း organization BCO အဖွဲ့တာဝန်ခံကပြောပါတယ်။ အဲအထူးသဖြင့်တော့ဒီမိုးရဲရေတဲ့ရှောင်းတင်းရတဲ့အဲစစ်ဆောင်ပြည်သူတွေအနေနဲ့ကအဲအမိုးအကာလုံးလုံးလောက်လောက်မရှိတာတွေနောက်တစ်ခုစစ်ဆောင်ရတဲ့နေရာတွေကလည်းအဲပို့ပြီးတော့ခက်ခဲလာတယ်ပေါ့အဲအဲ့လိုအဲ့လိုအခြေအနေမျိုးမှာကြတော့ပြည်သူတွေအနေနဲ့အဲစားရေးတောက်တာအခက်ခဲတွေအများကြီးရှိတယ်မိုးရဲလေတဲ့ဖြစ်တဲ့အတွက်အမိုးအကာမလုံလောက်တာတွေအများကြီးရှိတယ်အဲဒီတုတ်ကွေးရသည်ပေါ့လေမိုးဝင်လာတဲ့ တကယ်ကိုအချိန်ကောင်းအခါကောင်းဖြစ်တဲ့အတွက်အဲဖြားနာကြိုက်ခဲမှုတွေလည်းအများအပြားတွေ့ရတယ်ပေါ့ဒီလိုမျိုးအခြေအနေမျိုးတွေနဲ့ပြည်သူတွေကတော့ဒီရင်ဆိုင်ကြုံတွေ့နေရပါတယ်ဗျလက်ရှိမှာကန်တော့ရရက်စကန်ကိုတော်လန်ရစ်တွေကတိမ့်ပိုက်ပြီးဖြစ်ပေမဲ့ပြူစော်ဒီစကန်တွေရှိတဲ့အင်မတီနဲ့ဈေးပြူကုန်းရွာဘက်မှာဆက်လက်စီးရေးတင်းမာနေပြီးတော့စော်စုကဘုံကျဲနေစေမို့ဒေသခံတွေအိမ်မပြန်ဝင်သေးပဲဆက်လက်စပေးရှောင်နေရပါတယ် လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံးခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ